မင်္ဂလာပါဒီနေ့အမ်ကျွန်တော်တို့လေ့လာကြည့်နေတာကနော်နော်ဝေဆိုင်ရေးဆရာဂျွန်ဖော့စီရဲ့ဝတ္ထုတော်လေးတပုတ်ကြောင်းပါဟုတ်ကဲ့ Alice at the Fire နော်ဟုတ်ပါတယ် YouTube ပေါ်က Sean Breathes Books ဆိုတဲ့ channel ရဲ့တုံးတချာကိုအခြေခံပြီးကြည့်ရမှာอืมစာမျက်နှာတရားလောက်ပဲရှိတဲ့စာအုပ်နည်းနည်းတော့စမ်းသပ်မှုဆန်တယ်လို့ပြောကြတယ်ဟုတ်ကဲ့အဲ့ဒါလို့မှတ်သားလျက်တစ်ချက်ပဲအဲ့ဒီတော့အဲ့ဒီစာအုပ်ကဘာကြောင့်ဒီလောက်ထူးခြားသလဲ ဘာကြောင့်စိတ်ခံစားမှုကိုဒီလောက်ထိဆေးတယ်လဲဆိုတာကိုအတူတူကြည့်ရအောင်လေ။ကောင်းပါတယ်။ဒီသုံးသပ်ချက်မှာအလေးပေးထားတဲ့ခုက John Fosse ဆိုတာနော်ဝေမှာသူတို့ဂုဏ်သတင်းကြီးတယ်။အော်ဟုတ်လား။ဟုတ်ကဲ့။ Nobel ဆုအတွက်တောင်ရေပန်းစားနေတာ။ပြီးတော့ဥရောပမှာဆိုသူပြည့်စက်ကြီးအများဆုံးကပ်ပင်နေရတယ်ဆိုပဲ။ဟာ။ဒါဆိုတော်ယုံပုတ်ကမဟုတ်ဘူး။ဟုတ်ပါတယ်။ဆိုတော့အဲ့ဒီနောက်ခံချက်ကသူ့စာရဲ့နီးချင်းကိုပြနေတာပေါ့။ဟုတ်ကဲ့။မကြတဲ့ခင်မှာစာဖတ်တဲ့စာအုပ်တွေက ဒါတွေစိတ်ဝင်စားဖို့ကောင်းတယ်။အင်းဇလန်းကဆန့်ကြဲပြီးတော့ဇက်ကောင်လေးရဲ့စိတ်ပိုင်းဆိုင်ရာအသွေးခေါ်တွေကလည်းအယံကိုနင်းနေတာကြောင့်ဖတ်လို့တောင်မပြီးသေးပဲနဲ့ဘလို့များအဆုံးတတ်တော်မလဲဆိုတာအယံကိုတီးကျင်စိတ်ပြင်းချန်နေမိတယ်။ဒီနေ့မနက်ပိုင်းကကလေးကမိုးကတော်တော်လေးတီးတီးမမညွာနေတာ။နီးလေလို့အထိမတီးသေးဘူးဆိုရင်တော့အတင်သွားဖို့စီစဉ်ထားရဲ့အလုပ်ကိစ္စတွေကိုဖျက်ပြီးအိမ်ထဲမှာပဲအေးအေးဆေးဆေးအနားယူ feel out တယ်။ ပြီးတော့ခုနကပြောတဲ့စမ်းတက်မှုစံတဲ့သဘောတဘာဝအဲ့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်ဇလန်းပြောပုံတို့အချင်းကိုကင်တယ်ပုံတို့ကတမယောကြမဟုတ်ဘူးပေါ့လေဒါကြောင့်လေဖြစ်မယ်အဲ့ဒီသုံးသက်သူကိုရိုင်းလေသူကပုံမှန်ဆို စမ်းတက်မှုစံတဲ့စာပေတိတ်မကြိုက်ဘူးတဲ့อืมဟုတ်တယ်တမတ်ဒီစာကိုတော့ကျင်ငါဖွင့်တောင်းပေးခဲ့တာအော်စရပဲနော်ဟုတ်တယ်သူပြောတာကအဓိကကတော့အဲ့ဒါမယုံနိုင်လောက်အောင်ကောင်းတဲ့ရေးသားဟန်တဲ့อืมရေးဟန် ပြီးတော့စိတ်ခံစားမှုကိုဖြင်းထန်စွာထိခိုက်စေမှုအဲ့ဒီနှစ်ချက်ကြောင့်ဆိုပြီးပြောတယ်။ဟုတ်ကဲ့။အစာပိုင်းမှာနည်းနည်းရှုတယ်လို့တော့ခံစားရရတယ်။ဒါပေမဲ့အဲ့ဒီရှုထွေးမှုကပဲอืมတည်ခြင်းစိတ်ကိုပိုဆွဲဆောင်သွားတာဆိုလား။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါစာရေးဆရာရဲ့ချွမ်းကျင်မှုလို့ပြောရမှာကို။တည်ကြတယ်။ဒီတုံးတစ်ချက်ထဲမှာရှင်းကြထားတဲ့ဇကြုံပြောပုံဂျိုးနီးကတကယ်ကိုသတိထားရပဲ။အဓိကကအမြင်ရှုထောင့်ကြည့်ပြောနေတာကိုသူကထောက်ပြတယ်။အော်ဘယ်လိုမျိုးလဲ။ဥပမာ signy ဆိုတဲ့အကြီးကဇက်ကောင်အဖွားကိုရှိတယ်လေဟုတ်ကဲ့တို့ကပင်ငန်းနေလမ်းကျင်နေတို့မျိုးခံစားရစေလိုက်ခဏနေတော့သူ့စိတ်သေးရောက်သွားလို့လုပ်လိုက်อืมပြီးရင်ဟိုလွန်ခဲ့တဲ့နေ့တွေကပင်ငယ်ထဲမှာပျောက်သွားတဲ့သူ့ခင်ပွန်း SL အကြောင်းပြင်သွင်းနေတဲ့ signy ကိုဘီးကနေစောင့်ကြည့်နေရတယ်လို့မျိုးအာစိတ်ဝင်စားစရာပဲနောက်ဆုံးဆိုရင်အဲ့ဒီပျောက်သွားတဲ့ခင်ပွန်း SL ရဲ့စိတ်သေးကအဖြစ်ပြက်ကို direct မြင်နေရတယ်လို့ခံစားရတယ်တဲ့ဆိုတော့အမြင်တွေက ခုံကူးနေရလားဒါမှမဟုတ်ထနေရလားထနေတယ်လို့ပြောရမယ်တခုပေါ်တခုထနေရောရက်နေတာအဲ့ဒါကိုတုံးတတ်သူကအလွာလိုက်ဖြစ်နေတဲ့တဘိုးတဘာဝါလို့ဒုံလုံးသွားတယ်အလွာလိုက် layered ပေါ့နော်ဟုတ်တယ်အချင်းဒီအမတရားဒီရောထွေးနေတဲ့ခံစားမှုမျိုးပေးတာပေါ့နော်ဟုတ်ပြီဟုတ်ပြီအဲ့ဒီအလွာလိုက်တဘိုးတရားကစိတ်ဝင်စားစေဖို့ကောင်းတယ်ဆိုတော့ဇလန်ကအစအလေဆုံးတန်းသွားတာမဟုတ်ဘူးပေါ့။ဟောဟိုတုံးတက်သူပြောသလိုပဲမြင်ကွင်းဒီပုံရိုက်တွေကိုထက်ခါထက်ခါပြန်လဲပုံဖော် ပြန်လဲမြင်ရောင်တာဟွန်းပြီးတော့ရှုထောက်မျိုးမျိုးကနေပြန်ကြည့်တယ်ပုံစံမျိုးဒီတဲမှာအဲ့ဒီအဲစီလဲဘိုးဘွားတွေအကြောင်းလဲပါသေးတယ်ဆိုဟုတ်တယ်ဟုတ်တယ်အဲလစ်ဆိုတဲ့ဘိုးဘွားတယောက်အပါဝင်ပေါ့သူတို့အဖြစ်အပျက်တွေရောရက်ပြီးတော့အတိတ်ပဲအလှတွေစိတ်ခံစားမှုအလှတွေကိုတဖြည်းဖြည်းတိဆောက်ထားတယ်လို့ဆိုတယ်စာသားတွေကတော့ဘလို့လဲတွန့်သက်သူကဘာပြောသေးလဲစာသားတွေကဆွဲမတ်ဖွယ်ကောင်းပြီးကြပြာဆန်တယ်တဲ့ဟောပြီးတော့ ဝေဝေရွေးလျားနေပြီးပုံကရံပြောင်းလဲနေတယ်လို့လည်းခန်းစားရကြောင်းပြောထားတယ်။တကယ်ကိုစကလုံးနေနဲ့ပန်းကြီးဆွဲပြတယ်လို့ဖြစ်နေမှာပဲ။အတိအကျပဲ။ဒီသုံးသက်ချက်မှာအဓိကပြောသွားတဲ့အရေးသားဟန်ရဲ့အချိုးတရားမှုကအဲ့ဒါပဲ။ဟုတ်ကဲ့။ဝါချာပေအများကြီးမတုံမှုပုတ်ခဲပုတ်ရက်တွေကိုလည်းတော်တော်လေးရှော့တုံထားတယ်။အဲ့ဒါကဘာကိုဖြစ်စေလဲ။အဲအဲ့ဒါကလေထူးခြားတဲ့စားဖတ်မှုအရှင်အဟုန်တမျိုးပြောရင်စီမျောသွားတဲ့ခန်းစားချက်ကိုထန်တီးပေးတယ်။ဆိုလို့စတိုင်တက်တက်ကြောင့်မဟုတ်ဘူးပေါ့။ မဟုတ်တော့ဘူးဇက်ကောင်ရဲ့အစိတ်အခြေအနေကိုတိုက်ရိုက်ထင်ဟပ်စေခြင်းမုံရတယ်။သုံးသက်ချက်ထဲကဥပမာအတိုင်းဆိုရင်စိုင်းနေရဲ့အတွင်းစိတ်ပေါ့။1989မှာ SL ပျောက်သွားတဲ့နေ့ကိုသူဘလို့ပြန်တွေးနေလဲ။သူကိုယ်ရင်က အတိတ်က SL ကိုမြင်ရောင်နေတဲ့သူ့ပုံရိပ်ကို သူပြန်မြင်နေမိပုံ။အဲလို အသေးစိတ်တွေကဒီရေးဟန်ရေးဆွမ်းအောင်ကိုပြနေတာ။ဖို့ဖြတ်ဖို့ပြနေတာကအတွေးတွေအမတရားလေးဆက်တိုက်စီးနေတယ်လို့ဖြစ်စီမှာပဲ။ ဟုတ်တယ်ပါအတားအဆီးမရှိစီမျောနေတယ်လို့မျိုးပေါ့ force ကိုစာရေးဆရာရရဲ့စာရေးဆရာလို့တောင်တင်းစားကြတာ။အော်ပြီးတော့ပြည်စက်လောကမှာဒီလောက်အောင်မြင်နေတာကသူ့ရဲ့စကလုံးအသွုံအနှုံးနဲ့ဇလန်းတိဆောက်ပုံဘယ်လောက်ကောင်းလဲဆိုတာကိုပြနေတာပဲလေ။ဟုတ်ပြီကောင်းပြီ။ဒါဆိုရင်အဓိကထုတ်နှုတ်ချက်ဒီပြန်ကောက်ကြည့်အောင်။ဒီသုံးသက်ချက်အရာဆိုရင် Alice at the fire ဆိုတာအရေးတအရန်ကောင်းတယ်။ဟုတ်တယ်။အထူးသဖြင့်အဲရှူတော့နေပြောင်းလဲနေတဲ့စကားပြေဟန်ကိုသုံးပြီးတော့ နက်နက်ရှိုင်းဆိုင်ခံစားရအောင်ရေးနိုင်တဲ့ဝတ္ထုတူလေးတပုတ်ကအဲ့လိုဆိုရမယ်အမတ်ရခြင်းဆုံးရှုံးခြင်းဟုတ်တယ်ပြီးတော့မျိုးဆက်တွေရာကဆက်နွယ်မှုအဲ့ဒါတွေကိုကြီးတိမိမိစူးစမ်းထားတယ်ဟုတ်ပါတယ်အရေးကြီးဆုံးကတော့သုံးသက်သူထောက်ပြတယ်လို့ပဲအဲ့စာရေးဟန်ကိုတိုင်းနေอืมစာရေးဟန်ဆိုလိုတာကပုတ်ဖြတ်ပုံရနဲတာစကလုံးတွေထက်ခါတလဲလဲတုံးတာရှုထောင့်တွေအလွာလိုက်တင်ပြတာအဲ့ဒါတွေအကုန်လုံးကဝတ္ထုရဲ့အဓိကအကြောင်းအရာတွေအချိန်တော့အမတ်တရားတော့ ဝမ်းနေမှုတော့ဟုတ်တယ်အဲ့ဒီအကြောင်းအရာတွေကိုဒီအတိုင်းပြောပြနေတာသာစာဖတ်သူကိုတိုက်ရိုက်ခန်းစားသွားရအောင်လုပ်တဲ့အဓိကအစိတ်ပိုင်းဖြစ်နေတာပုံစံနဲ့အကြောင်းအရာတရားလေးကြာနေတာ ပေါ့အတိအကျပဲအဲ့ဒါအဓိကကြားရတဲ့ချက်ပဲကောင်းပါပြီဒီတုံးသက်ချက်ကိုအခြေခံပြီးဂျွန်ဖော်ဆဲရဲ့ဒီဝတ္ထုတိုလီအပေါ်ကျွန်တော်တို့အတူတူလေလာစမ်းစစ်ခဲ့ကြတာကိုဒီမှာပဲရနာပါစေဟုတ်ကဲ့အဲ့တော့ဒီတုံးသက်ချက်ကနေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုလောက်ထပ်ပေးချင်ပါတယ်ဟုတ်ကဲ့ပြောပါခင်ဗျာ ဒီလိုထူးခြားပြီးတော့လေပုံမှန်မဟုတ်တဲ့ရေစီးကြောင်းလို ချုံးမွေနေပုံရတဲ့စကားပြင်းနဲ့တင်းဆက်ထားတဲ့ဇလောင်းမျိုးကိုဖက်လိုက်ရတဲ့အခါစာဖတ်သူတယောက်ရဲ့အချိန်နဲ့အမှတ်တရအပေါ်လက်ရှိထားတဲ့အမြင်ကိုဘလို့များပြောင်းလဲသွားစေနိုင်မလဲ။ဟွန်းစိတ်ဝင်စားဖို့ကောင်းတယ်။အတိတ်နဲ့ပြဆိုပန်ကြားကစီးမင်းနေကစာဖတ်သူရဲ့စိတ်ထဲမှာဘလို့မျိုးအေးပျော်ဝေဝါးသွားစေနိုင်မလဲ။အဲ့လားလေးကိုဆက်ပြီးတွေးကြည့်ဖို့ကောင်းပါတယ်လို့